Hello နင်းနီဒီနေ့အာ1ဒေါ်လာပဲတန်တဲ့ Pennsylvania ပြည်နယ်က Reading City မှာရှိတဲ့ဒီ building ကိုတွားကြည့်မလို့ပါအဲ့ဒီ building က7 story building ပေါ့နော်ခုနှစ်ထပ်ရှိတဲ့အဆောက်အဦ building ဖြစ်ပြီးတော့ဟိုးတောင်ရဲ့အမြင့်ပေါ်မှာစောက်ထားတာဖြစ်တယ်။ဘာကြောင့်1ဒေါ်လာပဲတန်တာလဲဆိုတဲ့ story ကိုဟိုရောက်လို့ရှိရင်ပြပြမယ်နော်။ Let's go ပင်တင်နေရာကိုတော့ရောက်ပါပြီ။သူ့ကိုဒီမှာဘဂိုးရားလို့ခေါ်တယ်။ ဒီနေရာလေးကိုဖျားဖြစ်နေသူတို့ကခေါ်တာပေါ့နော်ဘဂိုရာ place ဆိုပြီးတော့มาခေါ်ပါတယ်တောင်ထိပ်ပေါ်ကနေ view လေးကြည့်ကြည့်မယ်ဆိုရင်တော့ဒါတစ်မြို့လုံးပေါ့နော် Reading City တစ်ခုလုံးကိုမှန်းမြင်ရတယ်ဒါကတော့သူစောက်ခဲ့တဲ့7 story building မှာအခုတော့အထဲကိုပြင်ဝင်တော့ပေါ့နော်ဒီဘီဒင်းအားဆိုလို့ရှိရင်1900ခုနှစ်ကအမေရိကန်တယောက်ကနေပြီးတော့မှာဂျပန်နီးစတန်ဒါဒါထောင်ရဲ့နေ ဒီ reading ကို1ဒေါ်လာတဲ့ ਨੇ reading ဆိုရကိုရောင်းခဲ့တယ်ပေါ့နော်။ဘာဖြစ်လို့ရောင်းခဲ့ရလဲဆိုတော့သူကဒီခုနှစ်ထပ်အဆောင်ကိုရောက်ပြီးတိဆောက်ပြီးတဲ့အခါမှာပေါ့နော်။သူကိုလေခွာလိုက်စင် government ကနေပြီးတော့မမပေးခဲ့ဘူးဒါကြောင့်မို့လို့အဲ့ reason တခုရဲနဲ့သူကဒီ business ကိုဆက်မလုပ်တော့ဘဲနဲ့ဒါက hotel ပေါ့နော် seven story ဆိုတော့ခုနှစ်ထပ်ပေတဲ့ japanese culture နဲ့ပေါ့နော် japanese တွေတိဆောက်တာတော့မဟုတ်ဘူး american တွေပဲတိဆောက်တာဖြစ်တယ်ဒါပေမဲ့သူကတိဆောက်ဦးကို um လေခွာလိုင်းစင်မရတဲ့အချိန်မှာ reading အစိုးရကို1ဒေါ်လာတဲ့နဲ့သူကရောင်းခဲ့တယ်ဒါပေမဲ့အန်ဟောဆောင်နဲ့ပဲအဲ့ဒီရဲ့နောက်ပိုင်းမှာတော့လေခွာလိုင်းစင်တွေကပြန်လျှောက်ခွင့်ရခဲ့တယ်တဲ့အဲ့တော့သူကဒီအဆောက်အဦးကိုဆုံးသွားတယ်ဆိုတော့ history လေးပေါ့နော်နည်းနည်း ChatGPT မှာရှာကြည့်တယ်ဒီမှာဆိုလို့ရှိရင်လူတွေကဒီ reading ကိုလာလာပြီးတော့အများကြီးပဲကြည့်ကြတယ်ဒီကနေပြီးတဲ့အခါကျတော့မဗျူးပေါ့နော် reading ဒီတစ်မြို့လုံးရဲ့ view ကိုမြင်နေရတာဖြစ်တဲ့အတွက်ဒီ hotel ကဒါခွင့်ခွင့်ရခဲ့လို့ရှိရင်အရန်ကိုအောင်မြင်မဲ့ business တစ်ခုဖြစ်လာမှာပါပဲเนาะမရှိပါအောင်ဘီဒင်လေးကအရင်လာပါတယ်တောင်ထိပ်ပေါ်မှာဆောက်ထားတာဖြစ်တဲ့အတွက်ဒီမြို့ရဲ့မျက်နှာပြင်ကိုအားလုံးကိုဒီလိုမျိုးအားလုံးကိုမြင်နေရတာဆိုတဲ့အခါကျတော့တော်တော်ကြီးကိုအာလာပြီးတော့မှနေထိုင်လို့ကောင်းမဲ့ business ပါပဲပေါ့เนาะဟိုသူကခုနဖလာဟုတ်ကဲ့ဟိုတောင်ထိပ်ရဲ့အထက်အထက်အထက်တွေမှာလေအများကြီးအထက်တွေရှိသေးတယ်ဆိုတဲ့အခါကျတော့ ဲ့တယ်ရီကတော့ဒီနေရာမှာလာရောက်ပြီးတော့ပြင်ဆင်ပါမယ်ဆိုပေမဲ့ဒီလုပ်ငန်းလေးကလုပ်ခမရလိုက်ထဲထဲကိုတော့ဝင်ကြည့်လို့မရတော့ပါဘူးအခုကတော့ပြန်ရနေပြီးတော့ချက်စီးဟိုးတွေခတ်ပြီးတော့ကားလိုက်ပါပြီဒီဘေးရင်ကိုဘာကြောင့်1ဒေါ်လာတဲ့နဲ့ရောင်းလိုက်ရတာလဲဆိုတဲ့အခါကျတော့သူက rating အစိုးရကိုရောင်းလိုက်တာပါ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့သူဒီဟာကိုဆက်လုပ်ဖို့အတွက်ဒီဟာက liquidation မရဘူးဆိုလို့ရှိရင်သူ့မှာအခက်အခဲတွေရှိလာနိုင်တယ်ပေါ့နော်ဒီလူတွေက liquidation မရတဲ့နေရာကိုလာမှာမဟုတ်ဘူးဆိုပြီးတဲ့အခါကျတော့ပြီးတော့သူ့မှာ financial အခက်အခဲလည်းနည်းနည်းရှိသွားတယ်ဒါကြောင့်မို့လို့သူကနောက်လာနောက်သားတွေ အမတ်တရအဖြစ်အနေနဲ့ကြံရိတ်ခဲ့အောင်ဒီနေရာကိုလုံးဝအမတ်တရဖြစ်သွားအောင်လို့ဆိုပြီးတဲ့အခါကျတော့မှ rating အစိုးရကို1ဒေါ်လာတဲ့နဲ့သူကရောင်းခဲ့လိုက်တာဖြစ်ပါတယ်နှမျိုးစရာကြီးเนาะအဲ့ဒီတုန်းကတော့ဒီ1900နဲ့ခွန်းဆိုတော့ဒီ building ကိုဆောက်လုပ်တဲ့အချိန်မှာတော့သူက cost က US ဒေါ်လာ9000ပဲကုန်ကြပါတယ်တဲ့ဒါပေမဲ့အဲ့ဒါက land area တွေတော့မပါသေးဘူးပေါ့เนาะအဆောက်အဦဒီ 9လရဲ့အဆောက်အဦတစ်ခုလုံးရဲ့ cost ကအဲ့ဒီကတော့ဒေါ်လာ9000လောက်ပဲကျပါသေးတယ်တဲ့ဒါပေမဲ့သူက1ဒေါ်လာတည်းနဲ့ပဲ Reddit အစိုးရကိုပြင်ရောင်းခဲ့လိုက်တာပါ